အားလုံးပဲမင်္ဂလာပါပဲကျွန်တော် United Podcast ပြန်နေပြန်နေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Manchester B United နဲ့ City တို့ရဲ့ပွဲရဲ့ကစားပုံကစားနည်းနဲ့ tactics ပေါ့နော်အဲ့ဒါလေးကို breakdown လေးကိုဒီ video မှာကျွန်တော်တို့ချက်လောက်ကြည့်လိုက်အောင်ပထမဆုံးအနေနဲ့အဲ့ဒီပွဲရဲ့တပွဲလုံးရဲ့ကစားပုံကစားနည်းကို summary တစ်လုံးနည်းနဲ့ပြောရမယ်ဆိုလို့ကျွန်တော်အတွက်ကတော့တကွက်ကြားကစားသွားတဲ့အမိုရင်နဲ့ချက်စားသမားပတ်ကွာတီလိုလားလို့ကျွန်တော်ပြောရမယ်ဗျတဲ့လား အရင်ဆုံးအနေနဲ့အကုံလုံးကရောမီဒီယာတွေပရိသတ်တွေအကုံလုံးကအမော်ရင်ရဲ့နီးစနစ်နဲ့အမော်ရင်ကိုအကုံဝိုင်းပြောနေကြမန်ချက်စတာယူနိုက်တက်ရဲ့ကစားပုံကစားနည်းကိုဝိုင်းပြောနေကြတော့ဒီနေ့မှာတော့ကျွန်တော်အနေနဲ့အရင်ဆုံးမန်ချက်စတာယူနိုက်တက်ရဲ့ကောင်းတာတွေနဲ့အရင်ဆုံး positive ဘက်ပေါ့နော်အဲ့ဘက်လေးကြည့်ပြီးတော့အရင်ဆုံးကျွန်တော်အဲ့ဒါစာပြီးပြောလိုက်အောင် အရင်ဆုံး Manchester United က City ကိုပထမဂိုးမပေးရခင်မှာပေါ့နော် Manchester City ရဲ့ကစားပုံကစားနည်းနဲ့ Amorim ရဲ့ setup လုပ်ထားတာပေါ့နော်အဲ့ဒါကြီးကတကယ်တော့ အဆင်ပြေတယ်ဗျအဆင်ပြေတယ်ဆိုတာသူတို့ရဲ့ကစားပုံနဲ့သူတို့ပလန်လာတဲ့ဟာတွေကဒါကြတော့ Manchester City ရဲ့433ကိုဘယ်လိုပုံစံမျိုးတွေနဲ့သူတို့တိုက်မယ်ဘယ်လို transition တွေလုပ်မယ်ဘယ်လို pressing တွေလုပ်မယ် City ရဲ့ pressing လုပ်နေတာဘယ်လိုမျိုး line break လုပ်မလဲပေါ့နော်အဲ့ဒါတွေကတကယ်တော့သူတို့ပလန်ထားတာလာလာကတကယ်ကောင်းတယ်ဗျခုနကျွန်တော်ပြောသလိုပဲတကွက်ကြားပေါ့နော်တကွက်လေးလှုပ်ထားတာလေးဒါတကယ်တော့အရင်ကောင်းတယ်အဲ့တော့ပထမဦးဆုံးအနေနဲ့ကျွန်တော်တို့ခုနကျွန်တော်ပြောသလိုပေါ့နော် minute 20မတိုင်ခင်ကအာတောက်လျှောက် အာကိုမပေးရခင်မှာကောင်းတယ်ဆိုတာပထမဆုံးနဲ့ကျွန်တော်ပထမဆုံး3မိနစ်မှာနေမယ်အခုဒီမှာကျွန်တော်ကြည့်ရင်ကြည့်ပါတော့အနောက်မှာအာဘောလုံးစီရီယာဘောလုံးရတယ်အဲ့ဒီချိန်မှာဘရူနိုဘရူနိုကကတ်တယ်ပေါ့နော်ဒီဘက်မှာတော့ထုံးစံတိုင်းအာ DS နဲ့ဂေါ်ဘီယိုကဟိုချဲ့ပြီးသွားတယ်ပေါ့နော်အဲ့ဒီချိန်မှာရော်ဒရီကနံပါတ်6ဆော်ရော်ဒရီကအနောက်ထိဆင်းပြေးတယ်အဲ့ဒီချိန်မှာရော်ဒီယိုအဲ့ဒီပွဲအတာဝန်ကရော်ဒီယိုကတ်တာဘရူနိုပေါ့ဘရူနိုကအခုချိန်တောက်လျှောက်အနောက်ကဒီ present လုပ်တဲ့အခါမှာလိုက်လာတယ်ပြောလို့ရှိရင်အာဒီဘက်က DS က ဒါဂျီဂျီဒေါ်နာရူမာကိုဂိုးသမားကိုဘောလုံးပြန်ပေးလိုက်တဲ့အချိန်မှာဘရူနိုကတောက်လျှောက်ကတ်တယ်ဒီမှာဆိုလို့ရှိလို့ရှင်ဘရူနိုကအာဂိုးသမားနေရာဒီကတ်တယ်ပေါ့နော်အဲ့ဒီအချိန်မှာကတ်တဲ့အချိန်မှာဆက်စကိုကလည်းဒီဘက်ကိုကတ်တော့ဟိုဘက်မှာဂျီဂျီဘရူအာဂွာဒီယိုကိုဒေါ်နာရူမာပေးမဲ့အချိန်မှာအာအမ်ဘူမိုကရှိနေတဲ့နေရာပေါ့နော်သူ့ရဲ့ body position ပေါ့သူ့ရဲ့ body position ကဂျားထဲမှာဗျဂျားထဲမှာဆိုတော့အဲ့တော့ဘရူနိုကကျတော့အနောက်ကရော်ဒရီကိုပေးမဲ့ line ကိုသူကအာအာ passing ကို cut cut လုပ်လိုက်ပြီ အမ်ဘူမိုကအပေါ်ကကွာဒီကိုပေးမယ်ဆိုလို့ရှင်သူ i back ကို force လုပ်မယ်ပြေးမယ်ပေါ့နော်ဂျက်ဂျီကြားထဲမှာအနောက်ကဆင်းပြီးတော့ယူတဲ့အာ O'Reilly ကဟိုဘောလုံးပေးမယ်ဆိုလို့ရှိလို့ရှင်သူကအလဲမှာ sorry ရဆောင်နေပြီဒါအမ်ဘူမိုကအဲ့တော့အဲ့နေရာက passen lane တွေကိုသူကအဲ့မှာတွေကဖြတ်ထားပြီးသားပေါ့အဲ့ဒီမှာဒေါ်နိုရိုမကသူ့မှာကြွေးစရာမရှိတဲ့အတွက်ဒီဘက်ကနေပြီးတော့အာ guard view ကိုသူဘောလုံးပေးလိုက်ဘောလုံးပေးလိုက်တဲ့အချိန်မှာအမှတောက်လျှောက်ခုနကကျွန်တော်ပြောဆိုတော့ body position ပေါ့ blue အမ်ဘူမိုကတောက်လျှောက်ကတ် အပေါ်မှာနောက်ချက်ကန့်နေတော့အဲ့တော့ဂါဒီယိုကဒီမှာဘောလုံးရတယ်ဘောလုံးရပြီမဲ့သူ့မှာပေးစရာနေရာမရှိဘူးအဲ့တော့ force လုပ်ပြီးတော့အဲ့မှာပထမဆုံး3မိနစ်မှာတယ်ကိုပါဘောလုံးပြတ်တယ်သူတို့နေရာမှာဘောလုံးပြတ်တယ်အဲ့ဒါကတကယ်တော့ကျွန်တော်ခုနပြောတဲ့ Amorian system ပေါ့နော်ကျွန်တော်တို့အားလုံးပြောနေတဲ့ knee sinne knee sinne Amorian မှာဒီပုံတွာ flexibility မရှိအောင်ပေါ့နော်ဒါပြောင်းလဲမှုမရှိအောင်သူ့ရဲ့ဟာကိုသူ့ရဲ့ system ကိုယုံကြည်အရန်ယုံကြည်လုံမျိုးဒီနေရာမှာဒါပဲဆိုဒါပေမဲ့သူ့ရဲ့ system ကလည်းတကယ်တော့ hardware တွေမရှိဘူးလားမဟုတ်ရှိတယ် ဲ့နေ့ကသူလူလဲတိုင်းမမမအောင်လားသူလူထုတ်တာလူလဲတိုင်းမမအောင်လားဆိုမားတယ်ဒါပေမဲ့သူ့ရဲ့ system ကတကယ်တမ်းကြလို့ရှိလို့ရှိရင်တကယ်အလုပ်ဖြစ်လို့ရှိလို့ရှိအရန်ကောင်းတယ်အလုပ်ပေါ့နော်မြေပြတယောက်အနေနဲ့ဒီတက်ပို့ပြီးဘာမှလုပ်ပြီးလို့မရဘူးဆိုတာဒီနေရာမှာခဏခဏကျွန်တော်မြင်ရတာကစားသမားတွေအတူနေရာမှာပေါ့နော်ဒီမှာဆိုလဲကြည့်လိုက်ပထမ3မိနစ်မှာတယ်သူ့ရဲ့ pressing က အရန်ကောင်းယူအဲ့နေရာမှာဒါနီးစချထားတဲ့ပလန်နဲ့နီးစနေပေါ့ဒီနေရာမှာဆိုလို့ရှိရင်ခုနကျွန်တော်ပြောလို့ပဲအမ်ဘိုမွန်ကကော်ဒီယိုကက်တော့သူ့မှာကော်ဒီယိုမှာပေးစရာမရှိတော့ဒီဘက်ကနေပြီးပေးလိုက်တဲ့အချိန်မှာဘောလုံးပြတ်ပြီးတော့မဇရာဝီကဘောလုံးရသွားတယ်အဲ့ဒီအချိန်မှာမဇရာဝီဘောလုံးရတဲ့နေရာအရန်ကောင်းတဲ့နေရာနော်ဒီနေရာမှာဆို chance creation ဂိုးဖန်တီးမှုတွေရလို့ရတဲ့နေရာအဲ့နေရာမှာဘောလုံးရသွားပြီဒါပေမဲ့ပြဿနာကဘာလဲဆိုတော့ မဇရာဝီကဘောလုံးမူတစ်ချက်ထိလိုက်ပြီးတော့နှေးချလိုက်တာတစ်ချက်ပေါ့နော်သူ့အနေနဲ့အရန်တက်နီကမဖြစ်တဲ့ချင်းအဲ့ဒီအချိန်မှာဆိုလို့ရှိရင်ကွင်းရဲ့အလဲထဲမှာနှစ်ယောက်တောင်ရှိရအော်တိုမက်တစ်ခုနကကတ်နေတဲ့အတွက်အဲ့တော့အာမတ်ရှိရဆက်စကိုရှိရဘောလုံးကို cross ရအလိုဘော cross မလားဒါမှမဟုတ်ရှင်လေထဲအမြင်ကြီးကနေထားမလားဆက်စကိုလည်းရှိရအဲ့တော့အဲ့အချိန်မှာဘောလုံးကိုအမြန်နဲ့မှန်အောင်ပေးနိုင်အောင်ပါနော်အဲ့ဒီနေရာ quality တွေစကားအများကြီးပြောသွားတယ်ဆိုတာအဲ့ဒါအဲ့တော့ ဒါအဲ့ဒီမှာမရဇာရီပေးလိုက်တဲ့ဘောလုံးက quality မကောင်းတဲ့အတွက်ဘောလုံးပြတ်သွားတယ်ဘောလုံးပြတ်သွားပြီးတော့အာဒီဒေါ်နရူမပုတ်ထုတ်ပြီးတော့ပြန်ပြီးတော့ Rodri ဘောလုံးရပြီးတော့ပြန်ထွက်သွားတယ်ပေါ့နော်ဒီမှာကျတော့ခုနကတော့ကျွန်တော် high pressing ပေါ့ဒီမှာကြလို့ရှိလို့ရှင်သူတို့ရဲ့အနောက်က Bella face ပေါ့ Bella face ပဲပြောပြော City ကနေ pressing လုပ်နေတဲ့အချိန်ပေါ့နော်အဲ့ဒီအချိန်မှာဘယ်လိုမျိုးပြသူတို့ဘက်ကနေပြီးတော့ line breaking နဲ့ဘယ်လိုပြန်ပြီးတော့ ကောင်တာအတက်ပဲပြောပြော transition ပြန်လုပ်မလဲပေါ့အမြန် transition ပြန်လုပ်မလဲဆိုတာ plan ပေါ့အဲ့ဒီမှာဆိုလို့ရှိရင်5မိနစ်မှာဆိုလူရှော့ကဘောလုံးပြန်ရတယ်ဒီဘက်အတောင်မှာအဲ့ဒီမှာတော့ပထမပိုင်းတော့433 city က back ချထားတဲ့ပုံစံကအာထုံးစံတိုင်းပဲဒီနှစ်မှာအာ city ကအရင် pressing high pressing ကစားရဲဆိုတာအခုဆိုလို့ရှိရင် Haaland ကဂိုးသမားကိုလိုက်နေပြီလူရှော့ကဂိုးသမားကိုပြန်ပေးတယ်အဲ့ဒီမှာဟာလန်ကတောက်ချောက်အနောက်ကနေလိုက်တယ်ဒီဘက်မှာလည်းအကုန်လုံးကဘရာဇီးနေလိုက်နေတယ်ဆီလ်ဗာတို့ပါတို့ကလည်းအကုန်လုံးကရိုင်နာတို့ပါလို့လည်း အာဘယင်တာကဘောလုံးပြန်ရတယ်ပြီးလို့ရှိရင်သူတို့ရဲ့အခုအမိုရင်ချထားတဲ့သူတို့ရဲ့နောက်တန်း build up phase အတိုင်းပဲဘယင်တာဘောလုံးရတဲ့အချိန်ကြလို့ရှိလို့ရှိဒီဘက်မှာယော်ရိုးဒီဘက်မှာလူရှော့ပြီးရလို့ရှိရင် delete ကအရှိကို push out အရှိမှာဝင်ပြီးတော့ဘောလုံးကိုယူပေးတာပေါ့နော်ဘောလုံးကိုယူပေးတဲ့နေရာအဲ့တော့အဲ့ဒီမှာဆိုလို့ရှိရင်ဘယင်တာကဟာလန်ရောက်လာတဲ့အချိန်မှာ delete ကိုဘောလုံးချပေးလိုက်နိုင်တယ်ပေါ့နော်ပြီးရချက်ချက်ပွဲထဲမှာ delete က အရှိကိုတက် push up လုပ်တယ်ပြောရရင် Ugarte နဲ့ Adebo Pivot အလဲမှာနှစ်ယောက်လုပ်တယ်ပြောရရင် Ambumo တို့အာမတ်တို့ဆင်းလာပြီး Bruno ကအရှိကိုတက်ပြီးတော့အဲ့အလဲက Midfield 433တုံးယောက်နေရာမှာတကယ်တော့၄ယောက်အဖြစ်နေသူတို့က 4v3 နဲ့အဲ့အလဲမှာပို့ပြီးတော့ blue ပုံများအောင်သူတို့တစ်ချက်တစ်ချက်လုံနိုင်ခဲ့တယ်ပလန်ကလည်းအဲ့ပုံစံတိုင်းပလန်ပေါ့နော်ပြောရရင်အဲ့နေ့ပွဲက Rodri နဲ့အာ Foden ရယ် Reina ရယ်တုံးယောက်မှာ Rodri ကအနောက်က အဲ့မှာအဲ့ဒီအချိန်မှာသူတို့အဲ့လိုမျိုး push up နဲ့လှုပ်လိုက်တဲ့၄ယောက်ဖွဲ့လိုက်တဲ့အချိန်မှာ Rodri က၂ယောက်ရဲ့ခိုးဘက်ကအမလို့ဒီဘက်ကအမလို့၂ယောက်၁ယောက်နဲ့သူတို့အဲ့မှာဖြစ်သွားတယ်အဲ့တော့ခုနကကျွန်တော်ဒီပြောတဲ့အတိုင်းပဲခုနကဘယင်နာဘောလုံးရတယ်အဲ့အချိန်မှာသူက ဘောပလင်းသူတို့ pattern play ပေါ့နော်ဘောပလင်းဥစားဖြစ်တဲ့အကယ်ပိုကောင်းတဲ့ကာသမားပဲဖြစ်ဖြစ်ဒါပေမဲ့ဘယင်တော်ကပွဲထုတ်ရခြင်းအကြောင်းရင်းပေါ့အာဂျီနာလီမန်ကိုမထုတ်ဘဲနဲ့ဘာလို့ဆိုဒီအနောက်မှာ Bella Face မှာခုနကျွန်တော်ပြောသူပဲ၄ယောက်ကစားနိုင်မှုအတွက်အာစန်တာဘက်ကို push up လုပ်ရအဲ့ဒီမှာကစားနိုင်တဲ့အနောက်က Haaland တို့လိုရှည်တန်းကိုသူတို့ထိတ်တိုက်ကစားနိုင်မယ်ဂိုးသမားတယောက်လိုရဲဆိုတာကအဲ့ဒီနေရာမှာပေါ့နော်တဲထုတ်လိုက်ပြီးတော့ဒလီကိုဘောလုံးပေးလိုက်တယ်ဒလီကလည်းအဲ့ဒီမှာအာဖိုဒန်ကပြေးမကတ်ခင်မှာသူ့မှာ အချိန်ရတယ်ငုနာအချိန်ရတယ်နဆက်ကတန်ကိုဆောက်ကြအောင်အချိန်ရတဲ့အတွက်အဘတခါတဲ့နောက်ကိုလှည့်ကြည့်ဘသူလွတ်နေတယ်လဲဆိုတာသိနိုင်တယ်အဲ့တော့အဲ့ဘက်ခြမ်းမှာအာမတ်ရှိတယ်ဘာဘရူနိုရှိတယ်အဲ့တော့ဒေါ်ဂျီတယောက်ပဲဖြစ်တဲ့အာမတ်ကိုဘောလုံးပေးလိုက်တယ်အဲ့တော့ချက်ချင်းအဲ့ဒီနေရာမှာကျွန်တော်တို့လည်းပြောတာ line line breaking pass ကိုလှုပ်လိုက်နိုင်ပြီ အမိုရီရဲ့နီးစနစ်ပေါ့နော်ပလန်ပေါ့သူရဲ့တကွက်ကြားပေါ့ကျွန်တော်ပြောချက်ဥသာချက်ချက်ဆိုးတာမဟုတ်ဘူးသူကတကွက်ချင်းနေထုတ်တယ်ချက်ကထိုးတာပေါ့နော်အဲ့တော့ကြားထိုးတဲ့အတိုင်းပဲတကွက်ကြားတကွက်ဒီနဲ့သူတို့လှုပ်သွားတဲ့အတိုင်းပဲခုနအတိုင်းပဲအမတ်ပေါက်သွားပြီရော်ဒရီဂျန်ခဲ့ပြီဘရူနိုကဆွဲထုတ်တာတွေရော်ဒရီဂျန်ခဲ့ပြီအဲ့ဒီနေရာမှာအမတ်ဖြစ်သွားပြီအဲ့ဒါနံပါတ်အာမိနစ်9မိနစ်ပဲရှိသေးတယ်3မိနစ်မှာတစ်ခါ chance ရပြီ5မိနစ်မှာတစ်ခါနောက်တစ်ခါ chance ချက်ရတယ်အဲ့တော့အာမတ်အနေနဲ့အရှိမှလည်းသူ့ရှေ့မှာ run နေတဲ့ runner တွေရှိရယ်အမူမူရှိရယ် sasco ရှိရယ်ဒီဘက်ချက်မှာတူဦးရှိရယ်၃ယောက်ရှိရယ်၃ယောက်၃ယောက် 3v3 situation ပေါ့နော် 3v3 အခြေအနေကိုသူတို့ဖန်တီးလိုက်နိုင်ပြီအဲ့တော့အဲ့ဒီအချိန်မှာ quality စကူနာတိုင်းမှာ Maserati လိုပဲ quality စကားပြောတာပေါ့နော်အာမတ်ပေးလိုက်တဲ့ဘောလုံးကတော့သူရွေးတဲ့အဲ့မှာ sasco ပေးလို့ရတယ်စိုက်တယ်ကူနာပြောသူ MMO သူ MMO ရွေးပြီးပေးလိုက်တယ်ဒါပေမဲ့သူပေးလိုက်တဲ့ဘောလုံးက quality မရှိဘူး quality မရှိတော့ပြေးနေတဲ့လူရဲ့နေရာအတိအကျမရမယ်ဒီဘောလုံးကတက်တက်ကြီးဘေးကိုထွက်သွားပြီးတော့ဒီဘောလုံးပြတ်သွားတာပေါ့နော်ခေါက်တော့ပြတ်ဒါကလည်းနောက်တစ်ခုပေါ့ရှင်းမနေမှာဒီကျွန်တော်တို့အမြဲတမ်းပြောနေကြအမိုရင်ရဲ့အာ system ပေါ့နော်အဲ့မှာသူတို့ရဲ့ win နှစ်ဖက်က diamond ပုံစံနဲ့ကစားတာလေးပေါ့အဲ့ကနေပြီးတော့သူတို့ခုနလိုပဲ transaction လုပ်တာလေးဒီဘက်ကတစ်ဖက်သင်းကိုဆွဲလုပ်မယ် compact ဖြစ်အောင်ပို့တော့မယ်ပြောလို့ရင် transaction နဲ့သူတို့ break လောက်တာပေါ့နော်အဲ့ဒါလေးတွေတကယ်လှတဲ့ကစားလေးပေါ့ amorin ball ဒိုင်းမုံပုံစံနဲ့တီဂီတာကပါစင်လေးတွေပေးပြီးတော့အဲ့မှာအရန်လှတယ်ဗျာလာထွက်သွားတာအမှပါဘရူနိုကကြားတယ်ဘရူနိုကချပေးတဲ့အချိန်မှာအမ်ဘူမိုကဘမ်ဘူမိုပြန်ချပေးလိုက်တယ်ပေါ့လို့အမ်ဘူမိုကလုံးဝနောက်ပေါက်လေးနဲ့လုံးဝဝမ်တက်ရှ်နောက်ပေါက်လေးနဲ့ပတ်စုပြီးတော့ထုတ်ပေးလိုက်တယ်အဲ့ဒီအချိန်မှာသူအရှိရနှစ်ယောက်ကို free load လုပ်ပေးလိုက်ပြီအမှကြည့်ကြည့်လိုက်လုံးဝနောက်ပေါက်လေးနဲ့ချပေးအဲ့ဒီအချိန်မှာသူအမတ်ကဒီအလင်မောင်စားဖြစ်လေအဲ့မှာနောက်တကွာ quality ပေါ့နော် quality ကပြအမ်ဘူမိုဘောလုံးရတယ်အမ်ဘူမိုချပေးရတဲ့ဘောလုံးက quality မရှိဘူးပေါ့နော် quality မရှိတဲ့အတွက်အဲ့ဒီမှာအမတ်မရောက်ခင်မှာဒေါ်လုံးလုံးမရှိဘူးအရင်ရောက်သွားတယ်ဒေါ်လုံးလုံးကဖြတ်လိုက်နိုင်တယ်ပေါ့နော်အဲ့လိုနဲ့ပေါလုံးပြတ်သွားတယ်အဲ့လိုမျိုးအဖြစ်အပျက်မျိုးကတစ်ခုတည်းမဟုတ်ဘူး6ခါ9ခါလောက်ကိုဖြစ်တယ်3မိနစ်မှတစ်ခါ5မိနစ်မှတစ်ခါ9မိနစ်မှတစ်ခါ14မိနစ်မှတစ်ခါ9ခါ6ခါ9ခါလောက်ကိုအဲ့လိုမျိုးဖြစ်တယ်အဲ့ဒါတော်တော်ကြီးကိုကျွန်တော်ပြောပြနေတဲ့နီးရက်နဲ့ဝေးပေါ့နော် ဲ့တော့ DR မျိုးသားမှာ quality ရှိခဲ့လို့ရှိလို့ရှိရင်ပထမကိုမပေးရခြင်းပောက် quality လာချခဲ့တဲ့ဝဲထွက်လာတဲ့433ရဲ့ကိုသူတို့အမိုရင်းကပလန်ထားတဲ့တကွက်ကြားတွေပေါ့နော်အဲ့တကွက်လေးတွေကအနေပြီးတော့စားပြီးတော့အဲ့မှာတွေကတကိုးရခဲ့လို့ရှိရင်ပွဲအခြေအနေကအများကြီးပြောင်းလဲသွားဖို့ရှိတယ်အကေစတော်တော်စီစီမန်ချက်စတာယူနိုက်တက်ကိုတကိုးရခဲ့လို့ရှိရင်ကျွန်တော် ဒီ walk clock ကစားနေတဲ့မှာ quality ရှိလို့ရှိရင်6ခါ9ခါလောက်အထိ go ဖန်တီးပေးနိုင်ပြီး go ဖြစ်နိုင်ဖို့ transition နည်းပြကကောင်းကောင်းကြီးစနစ်ချထားနိုင်ရဲ့ဒါနဲ့ quality ဒါရှိခဲ့ရင်9ခါမှာ1ခါလောက်တော့ယူလိုက်နိုင်ရအောင်ပေါ့နော်အဲ့တော့မယူလိုက်နိုင်တဲ့အတွက်ပွဲရအချိန်တွေကပြောင်းလဲသွားတယ်အိမ်ငွေဖြစ်တာအကြောင်းအဲ့တော့ city ကလည်းအဲ့ဒါတွေကိုသဘောအနက်သွားပြီးတော့ပြောင်းလဲထားတယ်ပေါ့နော်အဲ့တော့အဲ့ဒီဟာဒါအကယ်၍ပြောင်းလဲခြင်းလို့ရှိရင်10ပဲဖြစ်ဖြစ် city ကလည်းအဲ့ဒီမှာကစားတဲ့ပုံစံတစ်မျိုးပြောင်းသွားမယ် ဖွင့်ပြီးတော့ကစားတော့မှအတက်ကင်းနေလာတာအဲ့ဒီမှာပြမျိုးနဲ့တဖုံအာပြောင်းသွားနိုင်တယ်ပေါ့နော်ပြောချင်းပြောတာပါနိုင်မယ်လို့လည်းပြောတာမဟုတ်စီတီကတာတယ်အာယူနိုက်တက်ကတာတယ်လို့လည်းပြောတာမဟုတ်ဘူးဒါပေမဲ့ပွဲအချင်းလေးတွေကတပေါ်တမျိုးတမျိုးတော့ပြောင်းလဲသွားနိုင်တယ်အကေဗီဒါဆိုဆိုစီအဲ့ခုနကရှစ်ခါအနေမျိုးဂိုးဖန်တီးပေးနိုင်ခဲ့လို့ရှိအဲ့တော့ပထမပိုင်းတော့သူတို့ကစားတဲ့ပုံစံအများစုကညာဘက်ချမ်းကနေကစားတာပေါ့နော်မာဇရာရီကအဲ့ဒီအချိန်မှာဒီဘက်ကအိုရိုင်လီကိုဆွဲထုတ်နိုင်တယ် 4 3 3ပထမဘက်ကယူတာရဲ့စနစ်မှာအဲ့တော့အနောက်တန်းကဒီဘက်ကနေပြီးတော့ဒီဘက်ကိုကာဖို့အတွက်3ယောက်ကအမြဲတမ်း3ယောက်ပုံစံဖြစ်သွားတယ်အမြဲတမ်း3ယောက်ပုံစံဖြစ်ပြီးတော့ဒီဘက်အချမ်းကိုကစားဖြစ်တယ်အဲ့တော့ build up လုပ်တဲ့အခါမျိုးမှာဆိုလို့ရှိရင်ဒီဘက်အချမ်းမှာ left wing back က O-line လေးက shake up ပေးရတယ်အနောက်က3ယောက်ပဲချီတော့အဲ့3ယောက်ကအနောက်ကနေပြီးတာဖြစ်တယ်အဲ့တော့ကောင်းတဲ့တစ်ချက်ကပါအဲ့မှာ Manchester City အဲ့ဘက်အချမ်းမှာတော်တော်ပြားတော့ပထမပိုင်းတော့ပြားတော့ခဲ့တယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီဘက်ကနေပြီး win switch ရှာ ကိုယ်သူလိုတွေခဏခဏမြင်ရလိမ့်မယ်ဒိုကူခဏခဏလွတ်နေတာအဲ့တော့ဘာလို့လဲဆိုတော့တို့ကအဲ့လို၃ယောက်ဖြစ်သွားတဲ့အခါမှာဒီဘက်မှာ၄ယောက်ပြန်ဖွဲ့စည်းတဲ့အခါအာ CD ကပြန်ကားတဲ့အချိန်ကြာတယ်အဲ့တော့အဲ့မှာဒိုကူကအချိန်နေအများကြီးရတယ်ပြီးတော့အဲ့မှာအာမတ်တို့နောက်အာအမ်ဘူမိုပဲဖြစ်ဖြစ်အဲ့မှာပြောင်းသွားလို့ရှိရင်၂ယောက်၁ယောက်နေနဲ့ 2v1 situation အမြဲတမ်းဖန်တီးနိုင်မှာပေါ့နောက်တစ်ခုကကြတော့ဒီဘက်ချမ်းမှာဆိုလဲမဇရာဝီကဘောလုံးရပြီဆိုလို့ရှိလို့ရှိရင်အမ်ဘူမိုနဲ့ရှင်လိုက်ရှင် quality ကွာတာကြောင့်မလို့ အမ်ဘူမိုနောက်မှအပြင်ထွက်ခိုင်းတယ်မက်ဇရာဝီကိုအင်ဗာတက်အနေနဲ့ဒီဘက်အိုရိုင်လီကိုဆွဲဝင်ခိုင်းတယ်ပေါ့နော်အဲ့လိုမျိုးဖန်တီးပြီးတော့အမတ်ကအရှိ့ကိုတက်ပြီးတော့အဲ့နေရာမျိုးပြီးတော့ဟိုဘိုခိုးဖန်တီးတာပေါ့နော်ဒီမှာဆိုလို့ရှိတယ်ကျွန်တော်ဒီမှာဆိုလို့ရှိတယ်မက်ဇရာဝီကအထက်မှာအိုရိုင်လီကိုဆွဲထုတ်တယ်အမ်ဘူကောလဂျီနဲ့အမ်ဘူမိုကဟိုဘက်ကနေပြီးတော့ဟုတ်လို့အဲ့တော့ Manchester United ကပထမ15မိနစ်မိနစ်20လောက်အသာစီးယူထားတာပေါ့နော်အသာစီးယူထားတာပေါ့ Pep Guardiola အနေနဲ့ဒီ26ချထားတဲ့433 system ကအစင်မပြေတော့တာသူတိလာတဲ့အချိန်လဲကြာတော့ Pep Guardiola အနေနဲ့ဘယ်လိုပြောင်းလိုက်လဲ ခုနကျွန်တော်ပြောသလိုမျိုးတကွက်ကြားအမော်ရင်နီးစနစ်ကိုပွဲပြီးတဲ့အချိန်ဒီဒီဟာကဒီဟာပဲလုံနေတဲ့အချိန်မှာဘက်ဘော်လေးကသူ့ရဲ့ပထမစစ်ချတာရဲ့စနစ်အဆင်မပြေတော့တဲ့အခါမှာသူ့ရဲ့ plan B ပေါ့နော်ဒုတိယဟာအမြင်တော့ချက်ချင်းထုတ်ပြလိုက်တယ်ပေါ့ထုတ်ပြလိုက်တယ်ကျွန်တော်အမြင်ကတော့ chess ကစားသလိုမျိုးဒီဒီ opening ဒီကစားကွက်အဆင်မပြေတော့တဲ့နောက်ကစားကွက်တခုပြောင်းလိုက်တယ်ပေါ့နော်အဲ့ဒီပွဲမှာတော့ပတ်သုံးပြူသွားတဲ့အထင်မှာအရင်ဆုံးကတ်ဆော့ပြီးရလို့ရှင်လို့ရှင် bishop ြောရလို့ရှိလို့ရှိရင် night မြင်းပေါ့နော် night ပြောရရင် queen အဲ့လေးကောင်အသုံးပြုသွားတယ်ချင်းတယ်ကျွန်တော်နေတော့ queen အနေနဲ့ဟာလာ big shot ကတော့ doku jeremy doku night အနေနဲ့မြင်းအနေနဲ့ကတော့ photon ပြောရရှင် castle အနေနဲ့ကတော့ banana save ပါပေါ့အဲ့လေးယောက်ကိုအပြောင်းလဲလုတ်သွားပြီးတော့ကစားသွားတယ်လို့ပဲကျွန်တော်တော့မြင်တယ်ကစားသွားတယ်လို့ကျွန်တော်ကမြင်တယ်ဘာလို့လဲဆိုတော့ဒီမှာတစ်ချက်ကြည့်ကြလိုက်ကျွန်တော်ပထမဦးဆုံးသူ့ရဲ့433 season အလဲလန်း3ယောက်ကိုသူ့ရဲ့ထုံးစံတိုင်း 442 system နဲ့ပြောင်းလိုက်တယ်ပေါ့နော်4 down ကိုအရှိမတက်ခိုင်းလဲလဲ Harlan နဲ့နှစ်ယောက်တွဲခိုင်းလိုက်တယ် Jeremy Doku ကိုအနောက်ဆင်းခိုင်းလိုက်တယ်အဲ့တော့ဘာဖြစ်သွားလဲဆိုတော့4 down နောက် down ကိုကတ်တယ် Doku ကအနောက်မှာပြန်ပြီးတော့အဲ့လောက်ကြီးမှတရှိမှမကတ်တော့ပဲနောက်မှာနေတယ်ပေါ့နော်ပထမပိုင်းလုံးကဒီ3ယောက်အနေနဲ့ကစားတဲ့အချိန်မှာအနောက်က Manchester United ရဲ့5 back နဲ့အရှေ့က2ယောက်နဲ့9ယောက်ကဒီအတိုက်စစ်စင်နေတဲ့အလယ်တန်း3ယောက်ကိုကောင်းကောင်းကြီးအေးအေးဆေးဆေးထိန်းထားနိုင်ပေမဲ့ Foden နဲ့ Rider နဲ့ကိုကောင်းကောင်းကြီးထိန်းထားနိုင်ပေမဲ့အခု အော်ရိုင်လီကဝင်လာပြီးတော့အလဲတန်းဝင်လာပြီးတော့3133ပုံစံမျိုးနဲ့ပြောင်းပြီးကစားလိုက်တယ်ပေါ့နော်အဲ့လိုပြောင်းပြီးကစားလိုက်တဲ့အချိန်ကကောင်းလာပြီလည်းရှိသူဆိုးလာပြီလည်းဖြစ်သွားနိုင်တယ်ပေါ့နော်အတိအကရော်ဒရီပေါ့ရော်ဒရီကအနောက်အလဲမှာတက်ရောက်တဲ့ရှိတဲ့အတွက်အဲ့ဒီပွဲရဲ့ trigger ကလည်းရော်ဒရီဘောလုံးရပြီဆိုလို့ရှိလို့ရှင်ကတ်ရမယ်တာဝန်ရှိတဲ့လူက Bruno Fernandes အဲ့တော့ရော်ဒရီဘောလုံးရပြီဆိုလို့ရှင် Bruno Fernandes ကတက်ပြီးကတ် တော့အဲ့လိုမျိုးပြောင်းလဲတဲ့ဟာက NA ရှိနေပက်ကွာလီလိုနဲ့ NA ရှိလို့ Rory ကပကယ်၍ဒါဘောလုံးလွတ်ခဲ့လို့ရှိလို့ရှိရင် transition ကိုပြောင်းလိုက်တယ်ဒါပေမဲ့ Rory ကဘောကတ်ဘောလုံးတမတယောက်ဖြစ်တယ်အဲ့ဒါ Bruno Fernandes ကကန့်နိုင်ခဲ့သည်ရှိရင်တော့မှဒီဘက်မှာ Foden မဟုတ်ခဲ့ရင်တော့မှ O'Reilly ကလွတ်တနေတဲ့နေရာရှိတယ်ပေါ့နော်အဲ့တော့ O'Reilly ကိုဘောလုံးပေးပြီးသူတို့ကစားလို့ရတယ်အော်ဒီမှာပွဲတယ်ပေါ့တခြားလုံးက O'Reilly ကလွတ်နေတယ်အဲ့တော့ Bruno Fernandes ကနောက်ပိုင်းကျတော့ကတ်တဲ့အခါမှာ O'Reilly ရဲ့တာဝန်ရှိတဲ့ဒီမှာ win အောင် Ambo မောကနောက်ထပ်ပြန်လိုက်ပြီးဆင်းတယ်အဲ့တော့ အဲ့ဒီခါကအမူမောကကတ်တဲ့အတွက်အစင်ကတိတ်အဲ့လောက်ကြီးထင်းတဲ့လောက်ကြီးအစင်မပြေပြန်အောင်အာမတ်ပဲဖြစ်ဖြစ်အမူမောပဲကတ်တာပေါ့နော်အဲ့တော့အဲ့လောက်ကြီးအစင်မပြေမပြန်အောင်အစင်ပြေပြန်မပြန်တဲ့အခါကျတော့ခုနကျွန်တော်ပြောတဲ့ဘောလုံးမှာတခါတလေကြလို့ရှိရင်နေရာတိုင်းမှာလူချပေးမယ်အဲ့ချတဲ့နေရာမှာလည်း profile အရေးကြီးသေးတယ်ပေါ့နော် O'Reilly ရဲ့ profile ကထင်းတဲ့လောက်အလုံးမဖြစ်တဲ့အခါမှာဒိုကူကိုဆွဲထုတ်ပြီးတော့ဒိုကူကိုခုနချတဲ့အဲ့13နေရာမှာ ဒိုဂူကိုအနောက်ဆင်းခိုင်းလိုက်တယ်။အိုရိုင်လီကိုကြောက်ဒိုဂူနေရာမှာဝဲကခိုင်းလိုက်တယ်ပေါ့နော်။အဲ့ဒီအခါမှာဘလို့ဖြစ်သွားလဲဆိုဒိုဂူကလည်းအဲ့ချိန်မှာတာဝန်ကျနေတယ်။အဲ့နေ့ပွဲကတာဝန်ကျတဲ့လူကယောရိုပေါ့နော်။လဲနီယောရိုအနေနဲ့ဒိုဂူကိုကတ်ရမယ်တောင်းရှိ။အဲ့တော့လူလီနီယောရိုကဒိုဂူကအဲ့လိုမျိုးနောက်ဆင်းလိုက်တဲ့အခါမှာယောရိုကအနောက်ကိုဒိုဂူကိုကတ်ဖို့အတွက်သူ့အနေနဲ့အရှိကို push up လုပ်ကားတယ်။သူကအရှိကို push up လုပ်ကားတဲ့အခါမှာအနောက်ကခုနအလဲမှာချထားတဲ့ဖိုတန်ကသူ့ရဲ့အနောက်ကြားထဲမှာလွတ်တယ်။အဲ့တော့အဲ့ရနေပြီး forward run နေနဲ့ဝင်ပြေးတယ်။ အဲ့မှာဆိုလို့ရှင်ဒေါ်ကူးအနေကအနောက်ဆင်းပြီးတော့ချပေးတဲ့အချိန်မှာယော်ရူကကတ်ရမယ်တဲ့အချိန်မှာဟိုဥစားပြေးတယ်။ဒါမှမဟုတ်လို့ရှင်လို့ရှင်အကေဘေးဒေါ်ကူးက profile ကုနာကျွန်တော်ပြောရဲ profile ကစားသမားဆိုတာဒေါ်ကူးကအကေဘေးအဲ့လိုမျိုးမပြေးရင်ဒေါ်ကူးဘောလုံးရလို့ရှင်ဒေါ်ကူးရဲ့ကစားတဲ့ပုံစံအနေအနေနဲ့ရောသူ့အနေနဲ့လှည့်နိုင်တာပြီးလို့ရှင် body ကနိုင်တာအမြန်လှည့်နိုင်တာဘယ်ဘက်ချမ်းကိုပြေးမလားညာဘက်ချမ်းကိုပြေးမလားဆိုပြီးနောက်တန်းကစဉ်းစားလို့မရတာရဲ့အကြောင်းလို့အဲ့ဒီ profile နေရာမှာအနေတော့တောက်လျှောက် ကိုရဲဒီတိုဘူးဆွဲပြေးနိုင်နေတယ်ပေါ့နော်ပထလာရဲ့ပထမအုံဆုံးကိုဒုတိယ Manchester City အတွက်ဒုတိယကိုပေါ့နော်အဲ့မှာတိုဘူးကဘောလုံးရတယ်ယော်ရိုကကတ်နေတယ်ဟာလန်ကဘောလုံးချပြီးပြီးရလို့ရှိလို့ရှိရင်ခုနအတိုင်းပဲတိုဘူးကနောက်ဆင်းလာပေးတဲ့အတွက်နောက်ဆင်းလာတဲ့အတွက်ယော်ရိုကတခါလေကြာလို့ရှိရင် pressing လုပ်တာပေါ့နော်ဒီလေပထမအုံဆုံးကိုမှလည်းအဲ့ပုံစံမျိုးနဲ့ပဲလွတ်သွားတာပေါ့နော်တိုဘူးကအလဲလောက်ထိထိဝင်တယ်အလဲလောက်ထိထိဝင်ပြီးတော့ယော်ရိုဆွဲထုတ်တယ် ီးွားတော့မှဒီဘက်ကနေပြီးတော့ဘောလုံးပြတ်တယ်အဲ့နေရာတဖြည်းဖြည်းပဲလောက်လောက်သွားပြီးဒီနေရာမှာကြာသွားတာပေါ့နော်ဒီဒါတော့16မိနစ်ပထမဦးဆုံးဒါကတော့ပထမဦးဆုံးအာဂိုးရသွားတဲ့အခြေအနေပေါ့နော်ခြေအနေမှာဒိုးဘောလုံးရသွားတယ်အဲ့ဒီနေရာမှာဘောဒီဒီပုံကိုတစ်ချက်ကြည့်ကြည့်လိုက်ဒီပုံချက်ကြည့်လို့ရှိရင်ကျွန်တော်အနေနဲ့မြင်ရတယ်အများကြီးမြင်ရတာပေါ့နော်ဟိုကိုယ့်ဆရာတို့အမြင်လား၃နေရာကျွန်တော်မြင်တယ်ဒီမှာကျွန်တော်ကစားကလုတ်ပြမယ် ိုက်ဆက်ကလောက်ပြနေတာသုံးနေရမြင်တယ်ဒေါ်ကူကအကယ်၍ဘောလုံးရနေတဲ့အချိန်မှာပထမအုံးဆုံးဒီဘက်ဟာလန်နေရပါဘောနော်ဟာလန်နေရနံပါတ်1ကျွန်တော်ကျွန်တော်ပြောတဲ့ queen ပေါ့ queen ဟာလန်ဘာကြောင့် queen ဟာလန်လို့ကျွန်တော်ပြောရလဲဆိုတော့ queen ကိုသူကအဲ့နေပွဲမှာဟာလန်ကကစားတဲ့ပုံစံကပွဲတော်တော်များများလူတော်တော်များများလည်းဟာလန်ကိုပြောကြတာရှိတယ်ဟာလန်ဘောလုံးကိုလမ်းလျှောက်နေတယ်ပေါ့တောင်းတောင်းနဲ့ဘောလုံးမထီဘူးဒါပေမဲ့ထိလိုက်တဲ့တကူပေါ့ဟာလန်ရဲ့သူ့လမ်းလျှောက်တာသူ့မှာအကြီးရွယ်ချက်ရှိတယ် သူရေကြတော့သူအမြဲတမ်းဘောလုံးနဲ့သူကမဆန့်ကျင်ဘက်ကိုပြေးတယ်။သူလမ်းကြောင်းနေနေသူပြေးတဲ့နေရာသူယူနေတဲ့နေရာသူကဘာလုပ်လဲဆိုတော့သူ့ရဲ့ present ပေါ့နော် physical present နဲ့ခြေတယ်ကြတော့သူကအမြဲတမ်းနောက်တန်း2ရောက်ကအလေမှာသူထိုင်တတ်တဲ့ခြင်းရှိရယ်။ပွဲတော်တော်များများမှာဒီပွဲမှာတော့ဒီယော်ရုံနဲ့ဒလိရဲ့ဂျားထဲမှာသူထိုင်တာပေါ့နော်။ဘာလို့လဲဆိုတော့ဒီဘက်ကကာဆာပေါ့နော်။ကာဆာဘနာဒိုဆေးပါကျွန်တော်ကပြောတဲ့ကာဆာဘနာဒိုဆေးပါ။ Queen အာဟာလန်ကဒီသူတို့နှစ်ယောက်ကြားထဲမှာထိုင်တဲ့အခါမျိုးမှာဆိုလို့ရှိရင်ဒလိကဒီဘက်ကိုဆွဲတယ်ဒလိကဘာလို့ဆိုတော့သူ့အနောက်မှာရှိတဲ့ဟာလောင်ကတ်တယ်ယောရိုကလည်းကတ်တယ်အဲ့တော့ဒလိကကတ်ပေးမယ်ဒီဘက်မှာဘနာဒိုဆေးဗာကာဆာကဒီဘက်ကတည်းပြအဝင်းမှာမှာလုံးဝ white နေရာမှာနေတဲ့အတွက်လူရှော့ကဒီဘက်ကိုဆွဲထားပေးရတယ်အဲ့တော့ဒီဘက်ကဟာလန်ကဒလိကိုအလဲအကောင်ဒလိကိုဒီဘက်ကိုဆွဲတယ်ဘာဘနာဒိုဆေးဗာကဒီဘက်ကနေပြီးတော့ဒီဘက်ကလူရှော့ကိုဆွဲထားတယ်အဲ့တော့အဲ့အလဲကြီးကဆွဲဟထားတယ်လို့ဖြစ်တာ အမိုးရဲ့အတင်းကိုဆွဲဟတာလို့ဖြစ်ပြီးတော့ဒီဘက်မှာ delete သွားတယ်ဒီဘက်မှာ blue show သွားတာပေါ့နော်ဟဲ့အလေရလွတ်ထွက်သွားတယ်အဲ့တော့အဲ့တော့ပထမဆုံးအဲ့တော့ဟိုအဝိုင်းဘုံ၃ဝိုင်းမှာဒီဘက်ဝိုင်းမှာကြာလို့ရှိရင်ဟာလန်ဒီဘက်ဆွဲထားတယ် silver ကဒီဘက်ကိုဆွဲဆွဲထားတယ်အဲ့တော့အလေမှာဒိုဂူဒိုဂူနေရာမှာလည်းတကယ်တော့ 2v1 ပဲဗျဘာလို့ဆိုတော့အနောက်မှာ funan ရှိတယ်ဒိုဂူရှိတယ်အာ fernandez ကလည်းထုံးစံနိုင်အရှိတော့ attacking လုပ်မယ်ဆိုတာပဲစဉ်းစားနေတာအဲ့တော့ဥကတင်းနေနဲ့သူ့ဘသူ့ကိုကတ်လို့ကြာမှာမသိဘူး သူ့နောက်ကမဲ့ဖုန်းတန်းရှိနေသူရှိမှလည်းတူဦးရှိနေပါတော့ပြောလို့ချင်းအဲ့အလဲမှာကျွန်တော်ကျွန်တော်ကပြောသူလူရှော့ဆွဲထုတ်တာတဲ့အလဲနေရာမှာအကျိန်လွတ်နေတော့အလဲနေရာမှာအကျိန်လွတ်ဟာနေအဲ့တော့ဒူးနေတဲ့ဒီဘက်ကဘနာဒိုဆေဗာကိုဝင်းကိုဘောလုံးချပေးလို့ရတယ်ဘနာဒိုဆေဗာကနေအထက်ကိုဒဘရိုင်းကိုရှေ့လို့ရှိလို့ရှင်တဲ့အဲ့နေရာကနေပြီးတော့ဒီဟာလန်ကို crossing တန်းပေးလို့ရတယ်ဒူးနေရာအရင်တော့ဟာလန်ကို sorry ဒဘရိုင်းကိုကစားရတယ်ဆိုတာဟာလန်ကိုဘောလုံးဒီလိုမျိုး crossing ပေးလို့ရပါတယ် ဲ့ဒါနံပါတ်1ဒီဘက်ကဒါမှမဟုတ်သူကိုယ်တိုင်အခုဆွဲပေးမလားနံပါတ်2နံပါတ်3ဘယ်နာလို့ save out ပေါ်လုံးပေးမလား3ခုလုံးလို့ရတယ်နော် situation 3ခုလောက်ဒီမှာတော့ပထမခုပေးလိုက်တဲ့အချိန်မှာတော့သူကလှည့်ပြီးတော့သူကိုယ်တိုင်သူအိတ်ကြားထဲမှာဝင်ပြီးတော့ဆွဲပေးသွားတာပေါ့နော်ဒါကကျွန်တော်ကကျွန်တော်ကျွန်တော်ပြောတဲ့ကိုင်းဟာလာပေါ့နော်အဲ့ highlight ကျွန်တော်လောက်တာနေအောင်လူရှောနဲ့ delete နဲ့အဲ့အလဲမှာသူတို့ဆွဲဟာတာအကျယ်ကြီးပဲအဲ့ဒါအဓိကကဘနာဒူဆီလ်ဗာနဲ့ဟာလိုင်းရဲ့အဲ့အလဲမှာဆွဲဟာတာကြောင့် လူရှောနဲ့တလီကိုဒီလိုဆွဲဟာတာအဲ့ကြားထဲကနေထွက်ဖို့အဲ့ကြောင့်ဒိုဖူကလည်းဝင်နောက်ကနေပြီးတော့ဒီလိုမျိုးဝင်တာအဲ့ကနေဒိုဖူဝင်နေဒါမှမဟုတ်ဖိုတန်ဝင်နေအဲ့လိုမျိုးဝင်ပြီးတော့ဒီဘက်ကြားထဲကနေသူတို့ဝင်ကြတာအဲ့ကြောင့်မို့ကျွန်တော်ဖိုတန်ကို night လို့ပြောတယ် night သူရွှေ့တဲ့နေရာတွေကအလဲကိုကြားသွားဒီမျိုးခုံသွားတယ်ပြီးတော့ရှိလို့ရှိရင်ဂျယ်မီဒိုကလုံးဝ bishop လိုပဲဒီဘက်ဖိုဘက်တင်ဒီဘက်ကအဲ့လိုမျိုး crossing နေဝင်တာအဲ့ကြားတွေတည်းဝင်တာဘနာဒိုဆွဲပါနဲ့ဟာလည်းဆွဲဟာတာပြီးတယ်ကြားတယ်အဲ့နေရာအဲ့လိုမျိုးကစားသွားတာပေါ့ဗျာဒါဒီဘက်ဆိုလို့ရှိရင်ကျွန်တော်ခုနပြောသလိုပဲဒီဘက်ဆိုလို့ရှိရင် ဟာလန်ကတစ်ချက်တစ်ချက်ဆိုပွဲထဲမှာပေါ်တန်ကိုဘယ်နေရာမှာနေဘယ်နေရာမှာနေဆိုပြီးတော့သူလက်ညှိုးထိုးပြနေတာရှိတယ်။အဲ့လိုမျိုးပွဲမှာဒါဖိုးတန်ကိုနေရာမယူတတ်ဘူးလို့ကျွန်တော်ပြောတာ။ဒါပေမဲ့ဖိုးတန်ကိုသူနေနေနေရာပြတာလေသူမှပြပြဖြစ်တယ်။သူကဘာလို့ဆိုအရှေ့တန်းအဲ့ဒါကိုကျွန်တော်ပြောချင်တာ။အာကျွန်တော်တို့ဝိုင်လန်တို့အခုဆက်စကိုတို့ဖြစ်လာတယ်မှာအရှေ့တန်းကိုအရှေ့တန်းဦးအရင်တော့နောက်တန်းကိုဦးဆောင်တဲ့လူရှိတယ်လို့အရှေ့တန်းမှာလည်းတိုက်စစ်ကိုဦးဆောင်တဲ့လူရှိတယ်ဗျာ။ တိလားတိုက်စစ်ဥဆောင်တဲ့လူကငါဒီလိုပုံစံမျိုးလိုချင်တယ်ဒီနေရာမှာမင်းလို့တဲ့အတွက်ဒီလူကိုဒီလိုဆွဲတော့ရတယ်အဲ့ဒီအတွက်ငါဒီကနေဒီလိုပြေးထွက်လို့ရတယ်သူတို့ကောင်းတော့မှရှိနေပြီသားသူတို့ရဲ့ plan နေ strategy ရှိနေရှိနေပြီသားဒီ Manchester United ရဲ့အမော်ရီရဲ့အတင်းကဒီနီးပြနဲ့ဒီစနီးစနစ်နဲ့ ီပကစားသမားတွေက comfortable မဖြစ်သေးပါဘူး။အသားမကျသေးဘူး။သူတို့လိုချင်တာသူတို့မသိသေးဘူး။ဘယ်လိုလုပ်ရမလဲဆိုတာသူတို့မသိသေးဘူး။အခုကပထမဆုံးဟာပဲဖြစ်သေးတယ်။ကိုယ့်ရဲ့ creative ကိုတော့မထည့်နိုင်သေးဘူးပေါ့နော်။ကိုယ်ကြိုချင်တဲ့ဟာပုံစံမျိုးကိုကမထည့်နိုင်သေးဘူး။အဲ့တော့ဒီမှာ Haaland ဆိုလို့ရှိရချင်းအရန်กว่า။သူရှေ့တိုင်းတိုက်စစ်ကိုသူဦးဆောင်နေတယ်ဆိုတာပြရတာ။ Foden ကိုမြင့်ဒီနေရာယူဒီ Hugadi နေရာကိုယူဆိုပြီးတော့လက်ညှိုးထိုးပြ။အဲ့ဒါမျိုးပွဲထဲမှာတက္ကသုံးကလောက်သူနေရာကြီးချပြီးတော့သူကစားသွားတာတွေတွေ့ရတယ်ပွဲမှာ။ဒီမှာဒီမှာဆိုလို့ရှိရချင်းဒီကကျွန်တော်ပြချင်တာက ခုနက68မိနစ်ရောက်သွားပြီပေါ့နော်ကိုဘီမေနူးကိုထည့်လိုက်ပြီကိုဘီမေနူးထည့်လိုက်တဲ့ကျ68မိနစ်ဖြစ်သွားပြီအာဒါကတော့တတိယဂိုးရသွားတဲ့ဂိုးရဲ့အစပေါ့နော်အစလို့ပြောရမယ်ရည်စရာကောင်းတာကဗျာဒီ68ဘောမှာမေနူးဘောလုံးရတဲ့နေရာကပထမအဦးဆုံးဂိုးတွင်းသွားတဲ့ဂျယ်မီဒိုကူးတွင်းသွားတဲ့နေရာကနေရာနဲ့တပုံစံနဲ့နေရာတပုံစံနဲ့ position တပုံစံနဲ့ဒါပေမဲ့ကွာချားချက်တွေကအများကြီးရှိနေတယ်ပေါ့နော် ခုနကကျွန်တော်ပြောတဲ့ profile ကစားသမားတယောက်ရဲ့ profile ကစားသမားတယောက်က crossing လုပ်နိုင်လားပြေးနိုင်တာလားလှည့်နိုင်တာလားပါစင်ကောင်းတာလား vision ကောင်းတာလားအဲ့ဒါတွေ profile ကြာနေတဲ့နေရာမှာရောက်နေတဲ့နေရာမှာ profile ပေါ့နော်အဲ့ profile ကစကားပြောရတော့ခုနဒေါကူက तू တန်တာပါလေ तू ပြေးနိုင်တယ်ဂျားလေးထဲမှာဟိုဂျားလေးရနေပြီးတော့ကောက်ပြီးထွက်သွားနိုင်တယ်အဲ့လိုမျိုးသူလို့သူတာတဲ့နေရာကိုသူလုတ်ပြီးတော့အဲ့ဂျားလေးကသူထွက်သွားပြီးတော့ပထမကိုကိုရသွားတယ်။ဒီမှာတော့ menu အနေနဲ့သူ့မှာရွေးချယ်စရာမရှိဘူး။ သူ့မှာရွေးချယ်တာမရှိသူ့မှာတစ်ခုပဲရှိမယ်သူအထဲကို crossing land ထည့်ပို့ success code ရှိမယ်နောက်မှာ do ကူရှိမယ် do ကူကို तू crossing land ထည့်ပို့ဒါပေမဲ့ menu ကလည်း crossing အဲ့လိုကြီးကောင်းတဲ့ဘောလုံးတော့မလည်းမဟုတ်သူ့ရဲ့ natural တဘာဝကလည်း तू crossing ကစားတတ်တဲ့လူမဟုတ်အဲ့တော့သူ့မှာလည်းဘက်မှာရွေးစရာလည်းမရှိဘူးအမောက်လည်းပြေးလို့မရဘူး Bruno လည်းပြေးလို့မရဘူး Ambo လည်းပြေးလို့မရဘူးအကုန်လုံးပတ်စင်လေးတို့ဖြတ်ထားတာပိတ်ထားတာအဲ့တော့သူ့အနေနဲ့လောက်စရာတစ်ခုပဲရှိတယ်။ဘာလောက်ကလဲဆိုတော့သူ့ဘေးမှာရှိတဲ့ဥကတေကိုဘောလုံးမလန့်ပေးရတယ် ။ဥကာဒေကိုဘောလုံးလှမ်းပေးလိုက်ရတဲ့အချိန်မှာဘေးကရှိတဲ့ဥကာဒေကိုဘောလုံးလှမ်းပေးတဲ့အချိန်မှာဘာဖြစ်ပြန်လဲဆိုတော့ဘနာဒိုဆီလ်ဗာဘနာဒိုဆီလ်ဗာကခုနကပြောကာဆာဘောနော်။ပွဲအပေါ်မှာ experience ရှိတာလည်းရှိရ၊ဝါရင်လာရှိရ။ဥကာတေကဘောလုံးရလို့ရှိလို့ရှင်။ तू က Fernandez လိုမျိုး Bruno လိုမျိုး line breaking breaking pass ပေးမယ်လို့ဆိုတာမဟုတ်ဘူးဆိုတာ तू သိတယ်။ဂျားရီတွေကနေဘောလုံးပေးမယ်လို့မဟုတ်ဘူးဆိုတာ तू သိတယ်။ ော်ဥကာဒီမှာသူ့မှာပါစင်ရေးရမ်းမရှိတော့သူတည်တယ်အော်သူ့မှာဥကာဒီရဘောလုံးရရမကြက်ချင်းမှာသူ့မှာလုတ်เสียတခုပဲရှိတော့သူနားလေတယ်ပါလဲဆိုသူ့ဘေးမှာရှိနေလူရှော်အလွယ်ကူဆုံးနီးဖြစ်တယ်ဘေးကအလွယ်ကူဆုံးပါစင်ပဲပေးမယ်ဆိုတော့သူတည်အဲ့တော့ဥကာဒီဘောလုံးရရချင်းကိုချက်ချင်းဘနာဒူဆေးဗာစပြီးတော့ trigger ဖလုပ်နေစ press ပြီးအဲ့မှာ press ပြီးတော့လူရှော်ကိုသူအဲ့မှာတောက်လျှောက်လိုက်တယ် လူရှော့ရှီကလည်းဘောလုံးပြတ်တယ်ပြတ်ပြောပြီးအဲ့ရနေပြီးတော့ဟာလန်ရသွားပြီးတော့သူဘောလုံးရပြီးတော့အဲ့မှာဟာလန်ကကြော်သွားပြီးတော့မက်ဂွာယာပေးတာပြန်ထိပြီးတော့တတိယကိုဝင်သွားတယ်ပေါ့နော်အဲ့တော့ဥဂါဒီဒီဟာကကျွန်တော်နောက်တစ်ခုပြချင်တာဥဂါဒီနေရာမှာပေါ့နော်လူရှော့နေရာလူရှော့ကဘောလုံးရတယ်ဥဂါဒီကိုပေးတယ်အဲ့ဒီအချိန်မှာအပေါ်မှာဖာနန်ဒက်စ်နဲ့ဟိုးအပေါ်ဆုံးမှလည်းမဇာရောရှိတယ်အဲ့တော့အကယ်၍သာအဲ့အလဲတန်းနှစ်ယောက်ပေါ့နော်ဘရူနိုနဲ့အခုဥဂါဒီပေါ့ဥဂါဒီသာဒီနေရာမှာ အမိုရင်ရဲ့အလဲတန်းမှာကစားမယ်ဆိုလို့ရှိရင်ဥကတီကဒီထက်အများကြီးအများကြီးလိုသေးတယ်သူ့မှာကောင်းတာရှိတယ်ကျွန်တော်ပြောရ profile ပေါ့နော်မကောင်းတာမရှိဘူးအကုန်လုံးဟိုဘောလုံးမကစားတတ်တဲ့ကစားဘောလုံးမှလို့ပြောတာမဟုတ်ဘူး Manchester United မှာကစားနေ World Class ဘောလုံးတွေမှာဒါပေမဲ့သူ့ရဲ့တာအားတာတဲ့ profile နေရာနေရာနဲ့အမိုရင်ရဲ့ system မှာကြာနေတဲ့နေရာနဲ့မတူမရမဟုတ်ဘူးပေါ့နော်အဲ့တော့ဥကတီအနေနဲ့ဒီနေရာမှာဘောလုံးရမယ်ဆိုသူ့အနေနဲ့လှည့်မယ်ဟိုဘက်မှာလွတ်နေတယ်သူပေးနိုင်ပြီးလို့ရှိရင်ဒီနှစ်ယောက်ကြားရဲ့ဇွဲထက်လာ ဒါမှမဟုတ်ဘေးမှာလွတ်နေပြုံးပေးမှာဟိုဘက်ကလို့လမ်းပေးမလားလှည့်ပြီးပေးနိုင်မှာပေါ်လုံးပေးနိုင်မှာအဲ့လိုမျိုးပေါ်လုံးသမားမျိုးအလေတန်းမှာဖြစ်ရဒါမဲ့ဥကာတွေဖြစ်တယ်အဲ့တော့ဘာလို့လဲဆိုတော့အဲ့နေရာမှာပဲသူအနောက်ကလူရှောပေါ်လုံးပြန်ပေးပြီးအဲ့နေရာမှာလေပေါ်လုံးကငြိမ်ပြီးတော့ပေသွားတာပေါ့နော်အဲ့တော့အဲ့တော့ဒါတွေအကုန်လုံးကျွန်တော်ပြန်ပြီးညီကုန်းချောပါလို့ရှိရင်ကျွန်တော်ခုနကပြောသလိုပဲ Amorian system ကတကွက်ကြားကစားကွက်ပေါ့နော်ချက်ကပေါ့ကြားကစားသလိုမျိုးတကွက်တကွက်ဆိုပေမဲ့ကျွန်တော်ပြောတာကမကောင်းတာမဟုတ်ဘူးကောင်းတယ် ကောင်းတဲ့နည်းပြလို့လည်းပြတယ်။တော်မှ experience ရောအများကြီးရှိလို့သေးတယ်။ experience အများကြီးလိုချင်တာပက်ကွာဒီယိုနာနဲ့ပါတယ်ကွာလေ။ပွဲထဲမှာပက်ကူနာကျွန်တော်ပြခဲ့တယ်လို့ပက်ကွာဒီယိုလာ433 season မဖြစ်ပြောတဲ့အချိန်မှာ442ပြောင်းလိုက်တယ်။ဟို4 down ပဲနေရာမှာကစားမယ်။အာဒိုကူကို O'Reilly ကိုတက်လို့မရတော့ခင်မှာဒိုကူပြောင်းပြီးကစားတယ်။အဲ့လိုမျိုးတွေနဲ့ပြောင်းလဲတွေအမျိုးစုံတွေလုပ်ပြီးတော့ကစားသွား plan B plan C plan D တွေမျိုးစုံရှိတယ်။သူတို့အဲ့ဒီပုံစံတွေနဲ့ကစားသွားပြီးအနိုင်ယူသွားတယ်။အမိုရင်းဝင်လာတယ်ချထားတယ် ဒီတိုင်း player train နေမှာကစားထားတယ်ငါတို့ city ရဲ့ကိုင်းဒီလိုပုံစံနဲ့ကစားမယ်အဲ့ဟာတကွက်သေးပေါ့နော်တကွက်ကြကစားသွားတယ်အဲ့တော့ဒီဟာကတော့ master class pep guardiola ရဲ့ checks master class နဲ့ amorin ရဲ့ one move checker ကစားတဲ့တကွက်ကြနဲ့ပဲကျွန်တော်ကတော့ဒီပွဲကိုကျွန်တော်အနေနဲ့တော့မြင်နေပေါ့နော်အဲ့တော့အာကျွန်လက်ရှိမှာလည်းဒီပွဲပြီးသွားတဲ့နောက်မှာအာဘောအဖွဲကလည်းအမိုရင်ကိုဆက်ပြီးထောက်ခံတယ်လို့ပြောတယ် ကျွန်တော်အတွက်ကလည်းဒီဟာကကျွန်တော်အတွက်တော့ဝမ်းသာတယ်ကောင်းတဲ့ချက်ပဲအဲ့ဒီပွဲကတော့ရှုံးသွားတယ်ဒါပေမဲ့တေးချပြန်ပြီးကြည့်လိုက်ကြအောင်အမော်ရီမှာကျွန်တော်တို့တိုးတက်တာတွေမြင်နေရတယ်လိုနေတဲ့ profile တွေလိုနေတယ်ဟုတ်တယ်နော်အတူနေရတဲ့သူ profile ကြရမယ်ဟာလေးကြလို့ရှိလို့ရှိရင်ကျွန်တော်အများကြီးတော့ပို့ပြီးတော့မြင်လာရမယ်ပြီးသွားလို့ရှိလို့ရှိရင်သူ့ရဲ့ knee စနစ်တွေကိုပို့ပြီးနားလည်လာလို့ရှိလို့ရှိရင်ကစားသမားတွေအနေနဲ့ပို့ပြီးတိုးတက်မှုတွေပြောင်းလဲမှုတွေရှိလာမယ်လို့တော့ကျွန်တော်တို့မြင်တယ်ကဲကိုယ့်ဆရာတို့ကဘယ်လိုမြင်လဲ 恐怕我们先拿不赢了。